ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ဒီယာတီမှာမထမတ်ပဲနဲ့အခုကျွန်တော်တို့ပွဲစဉ်ခုနှစ်ရောက်တဲ့အချိန်မှာကျွန်တော်တို့ Arsenal နဲ့ Mikel Arteta ရဲ့အသင်းကအခုဒီ International နှစ်ပတ်လုံးပေါ့လေကျွန်တော် UK မှာနေတဲ့အခါမှာကျွန်တော်ကောင်းကောင်းသိတယ် Sky Sport ကနေ Arsenal ရဲ့ losing block တောင်းနေ Arsenal ဟာဘလောက်ဒီ strong ဖြစ်လာတယ်ဒီအသင်းက serious team ဖြစ်လာတယ်ဆိုတဲ့အကြောင်းဒါတော်တော်များများမီဒီယာတွေမှာပထမဆုံးအချိန် အပေါင်းလက္ခဏာဆောင်တဲ့ဆွေးနွေးမှုတွေအကုန်လုံးကိုတွေးရတယ်။ရေတော့ကကျွန်တော်တို့အမြဲတမ်းတွေးပါတယ်။မီကယ်အာတီတာနဲ့အာစနယ်တင်းရလက်တွေကောင်းပြီးတော့၄မှတ်၅မှတ်၆မှတ်ဖြတ်နေပြီး International Break တွေရောက်ရင်တောင်မှဘယ်ချိန်မှအာစနယ်ချေချော်မလဲ။ဘယ်ချိန်မှအာစနယ်ချေခောက်မလဲ။နောက်က Manchester City ဘလို့ကြော်တက်တော့မှလေ။ Liverpool ဘလို့လုံပြတော့မှလေဆိုတဲ့သုံးသက်ချက်တွေနဲ့အတူကျွန်တော်တို့ကအမြဲတမ်း share တို့ဖြစ်နေတယ်။တကယ်လည်း share တို့ဖြစ်စရာအိုက်တိုင်းပဲတကယ်ဖြစ်တယ်။ဖြစ်သွားတယ်အိုက်တိုင်းပဲ။ ဒါပေမဲ့ဒီတစ်ချိန်ဟာ slightly different အနေနဲ့ media တွေခန်းစားမှုဘောလုံးသမားဟောင်းတွေခန်းစားမှုနဲ့ဖော်ပြမှုမှာ Arsenal this Arsenal thing က seriously strong ဖြစ်သွားပြီ every single department မှာသူတို့ဟာတတော်လေးတောင့်တင်းတဲ့အသင်းတသင်းတို့သူတို့ယုံကြည်တယ်ယူဆလာတယ်ခမန်းတဲ့အတွက်ဒီအာဒီဟာ Arsenal အသင်းတို့က Champions League Cloud ကို over the line ဖြစ်လိမ့်မယ်လို့သူတို့ယုံကြည်လာတယ်လီဗာပူးအသင်းရဲ့မတည်ငြိမ်နေသေးတဲ့အခြေအနေကြောင့်လည်းပါတယ် မန်ချက်စတာစီးတီးကလည်းသူတို့ရဲ့အောင်မြင်တဲ့အသင်းရဲ့အဆင့်တန်းတစ်ခုကိုပြန်ရောက်ဖို့အချိန်နည်းနည်းလေးပြန်လိုနေတဲ့အချိန်ယူနေရတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်အာဆနယ်သင်းရဲ့အချိန်တွေကိုသူတို့ပြောင်းလဲသုံးသပ်လာတယ်။ကျွန်တော်ပြန်ကြည့်တဲ့အခါမှာအမှန်တိုင်းပြောရင်ဗျာဘယ်လိုပြောမလဲဆိုတော့လက်ရှိနေထားရအာထက်ထကအာရွန်ရမ်ဆေကိုထုတ်ပြီးတော့ဒါဗစ်ရိုင်ယာကိုခန့်လိုက်တဲ့အချိန်မှာကျွန်တော်တော်တော်များများသိတဲ့ပုံမကြဘူး။ဒါပေမဲ့သူ့ရဲ့ decision မှန်တယ် အခုကြည့် raya club ကသူ့ကို လာစာတိုးပြီးတော့28တိပဲ contract လာစာထပ်တိုးပြီးတော့အသင်းထွက်ထပ်ထားတာ now ဝေယာဒီမာခေါ်ယူခဲ့တဲ့ avza director ပေါ့လေအဲ့ avza director က saliba ကိုတတ်တန်းတိုးတယ် gabriel ကိုတတ်တန်းတိုးတယ် martin odiga ကိုတတ်တန်းတိုးတယ်ပြီးတော့ my louis kelly နဲ့ ethan wanery ကိုတတ်တန်းတိုးတယ်အဲ့ဒါကိုမှအခု saka တတ်တန်းတိုးမယ် timba တတ်တန်းတိုးမယ် raya စာချုပ်လာစာတိုးပြီးပြီ အဲ့ဒါကို trustor ကိုလာစာတိုးထားတယ်ဆိုအသင်းရဲ့လှုပ်ဆောင်မှုတွေဟာကျွန်တော်အရင်နှစ်တွေကနဲ့မတူညီတဲ့ပုံစံမျိုးတွေတောင်တင်းပြီးသားခံစစ်မှာကျွန်တော်မနစ်ကခံစစ်ပြရက်ကော့ခီဗီယောနဲ့နောက်တစ်ဖက်ကကျွန်တော်တို့ဘယ်လိုပြောမလဲခီဗီယောနေရာမှာပီအရိုဟင်ကီပီထက်ရောက်လာပြီးတော့ပိုကောင်းတဲ့ခံစစ်အစုဖွဲ့ပိုကောင်းတယ်ဗျခီဗီယောထက်ပိုကောင်းတယ်နောက်ထပ်တစ်ဆင့်ရှိတဲ့ကစားမတယောက်ထပ်ထည့်တယ်အဲ့လိုသဘောပဲဆိုရင်အခုဆိုရင်စန်တာဘက်အတွက်ကကျွန်တော်တို့ကဂါဘရီယယ်မတော်တဆနာသွားရင်တောင်မှ ဖီယာဟင်ကပီဖီယာဖီယာရိုဟင်ကပီကစားလို့ရတယ်ကာလာဖီယိုရီကစားလို့ရတယ်လက်ဖက်မှာကျွန်တော်တို့ကာလာဖီယိုရီကစားလို့ရတယ်မိုက်လူးဝစ်ကလီကစားလို့ရတယ်စန်တာဘက်မှာဘောင်ဝိုက်အတွင်းဝင်လို့ရတယ် right back မှာထပ်ကစားလို့ရတယ်ယူလန်တင်ပါ right back ကစားလို့ရတယ် left back ကစားလို့ရတယ်ပြီးတော့မှ position တိုင်းမှာအာဆယ်တို့ကလုံလောက်တဲ့ squad တက် every single position တိုင်းအတွက်တော်တော်လေးဖြည့်ထားတယ်ကိုယ်တော်မှာ keeper reserve player ကအရင် quality မကွာဘူး နောက်ကွင်းလေကမာတင်ဆူပါမန်တီရှိတယ်အဲ့နေရာမှာ right ကစားလို့ရတယ်သူတို့နှစ်ယောက်ရှိတယ်မီကယ်မိုရီနိုကဝင်လာကစားလို့ရတယ်အီတန်ဝန်နေဒီ30ကစားလို့ရတယ်အေဂျီ30ကစားလို့ရတယ်ဒါတစ်ဖက်ကဒီ right ကဒီအိုဒီက6ကစားမလားဟိုဘက်မှာနိုနီမာတူရှိတယ်မက်ဒေါမန်ရှိတယ်ဆာကာရှိတယ်ဒီဘက်မှာမာတင်နလီထရိုဆိုအေဂျီရှိဆိုဒါတော့မှကျွန်တော်တို့ Harvard တို့ Yorkrest တို့ဂျေဆုတို့ကြောင့်မပြောသေးဘူးဆိုဒီဟာက all round type မှာ Arsenal တော်တော်လေး strong ဖြစ်တယ်အတိအကကျွန်တော်တို့ အသင်းတသိချန်ပီယံဖြစ်ပြီဆိုရင် defense ကိုပဲကြည့်ကြတာဂျိုဆေမော်ရီညိုရဲ့2004 2005 2005 2006အသင်းဘလောက်ထိ strong ဖြစ်လဲတရားဒီလုံးမှာဂိန်းကနာတိတ်တိတ်လေးပဲရှိတဲ့ defense ကဂိုးပေးရတာအရင်တော့ကချယ်ဆီကျွန်တော်ငငယ်တော့ကချယ်ဆီဂိုးတကူရရင်အဲ့ပွဲသေးကြပြီဂိုးပေါင်းအောက် body ဂိုးပေါင်းအောက်ပဲ1စီချယ်ဆီတော်တော်ကြီးကန်ဆိုးမှတူးစီဖြစ်တာဗျအဲ့လိုအသင်းမျိုးဆိုအခုတည်ငြိမ်နေအခုဒီအာဒီမှာ set piece ကနေဂိုးပေးရတာက2ဂိုး open play ကပေးရတာတကူ3ဂိုးပဲပေးရတယ် ပြိုင်ပွဲဆိုစုစုပေါင်း10ပွဲကံပြီးပြီပရီးမီးယားလိမှာ9ပွဲကံတယ်ချန်ပီယံလိမှာ2ပွဲဒီကာလေဒီကာရာဘောကံမှာ2ပွဲ total 10ပွဲမှာ3ဂိုးပေးရတယ်အဲ့10ပွဲမှာမန်ချက်စတာစီးတီးရဲ့လီဗာပူးရဲ့နျူကာဆယ်ရဲ့မန်ယူနိုက်တက်ရဲ့အက်သလက်တစ်ကလပ်အဝေးခွင်းရဲ့9ပွဲပွဲချက်ကစားရတယ်ကျွန်တော်6နာပြလီးရှိမယ် okay forest ကရင်းနှောင်းဆိုချက်တယ်မဆိုးလီဝက်ဆန်ကျွန်တော်အမြဲဒုက္ခပေးတဲ့အသင်းရဲ့ပြီးတော့မိုနာကိုရဲ့ ီးတော့အခုဒီဘယ်လိုပြောမလဲကာရာဘောင်းကအဝေးကွင်းဒါပဲဒါအကြီးကြီးအဖြစ်ကျွန်တော်တို့ရဲ့50% 60%လောက်ကပွဲချက်တွေရှားမှာပြန်လာတဲ့ချိန်မှာ top of the league ကိုမှ၃ဂိုးပဲပေးရတယ်အဲ့ဒါကလည်းတောင်းကန်ဘိုးကခေါင်းတိုက်တဲ့ဂိုးရယ်နောက်ဆိုဘိုဆာရဲ့ world class free kick ရယ်ဒါပဲဟာလန်ရဲ့တကယ် open play တဂိုးပဲပေးရဒါအကြီးကြီးအဖြစ်အဲ့ခံစစ် credit ဘယ်လောက်ရလဲ ိုက်ခံစစ် credit ရဖို့အတွက်အသင်းရဲ့ worry ဘလောက်ကောင်းလဲ off the ball movement တွေအားစင်ဘလောက်ကောင်းလဲအသင်းအတွက်ဘလောက်တိအလုပ်လုပ်ထားလဲဆိုတဲ့အချက်ပဲနောက်ဒီကြားထဲမှာကျွန်တော်တို့ကအပိုအနေနဲ့ set piece ကကိုရတယ်တခြား option တွေအများကြီးရှိတဲ့ချိန်မှာဒါကြောင့်ဒီအသင်းကိုသူတို့ဆိုတော့ကျွန်တော်တခုပဲဒီအသင်းမှာကျွန်တော်တို့ champion ဖြစ်ဖို့စိုးရိမ်ရှိသေးတယ်ဗျာဒါပေမဲ့ champion sign တွေကျွန်တော်တွေ့ရဥပမာကျွန်တော်မနစ်ကလီဗာပူးကိုကျွန်တော်ပြန်ကြည့်မယ် van dyke နဲ့ canadis ခံစားအရန် solid ဖြစ်တာအဲ့ဒါကိုမှပြိုင်ဘက်တွေကဖြည်း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 ချင်းခြေချောနေကြတာ ချေချော်နေကြတော့တို့ကအချိန်နည်းနည်းလေးကြာလာတယ်မြ1 international break ပြီးတယ်2 international break ပြီးတယ်3 international break ပြီးတဲ့အချိန်မှာဘာဖြစ်လဲအသင်းတွေကပြက်ပြက်ကြံခဲ့တာလေဘဝက consistent အေးစီပဲသွားတာဟိုလမ်းပြန်နေအောင်လဲကစားတာမို့သူ့လို့သူ့လို့ပြီးတည်ငြိမ်သွားတာဆုံးသက်မှာ champion supply ရတယ်နောက်ပိုင်းရှုံးနေပွဲဆွဲပွဲတွေကအဲ့ဒါသူ champion ဖြစ်ပြီးမှရှုံးတာဆိုအဲ့ဒါကိုကြည့်ကြပြီဒါဟာဒီဟာဒီမှာ arsenal ဆိုင်အဲ့လိုပုံစံမျိုး ဝက်ချက်ကာရာကိုဖျက်သန်းလိုက်တဲ့အချိန်သူတို့သွားနေတဲ့ပုံစံသူတို့ကစားနေတဲ့ style of play ရှင်းရှင်းလေးပြအာဆယ်ခံစစ်က lowest 8g သူတို့ကိုအများဆုံးသူတို့ကိုကန်သွင်းွက်အ ਨੇ ဆုံး opposition ပေါက်မှာထိချက်အများဆုံး hg ကအကောင်းဆုံး twin goal ကလည်းအကောင်းဆုံးနဲ့မှပါဆိုဒီချက်တွေဟာဂိမ်းကနေတွေအများကြီးစကားပြောတယ်ဒါအများကြီး improvement ဖြစ်လာတဲ့အချက်ပဲဆိုတော့ question ကကျွန်တော်တို့ဒီဒီချိန်မှာဟာဒီကောင်တွေအစိုးရပဲရှိမှာဒါပေမဲ့အစိုးရရှိမှာ sign တွေကိုကျွန်တော်ပြောပြတာ စိုင်းကြီးဆိုကျွန်တော်တို့အခု new class နဲ့ပွဲအရင်တုန်းကနှစ်တည်းဆိုရှုံးသွားပြီအဲ့ပွဲကဒါပေမဲ့ဒီချိန်မှာမရှုံးတဲ့ဖြစ်ကျွန်တော်နိုင်မှနိုင်သွားတယ်ဆိုတော့ဒီချက်တွေကိုကျွန်တော်ပြောပြချင်တဲ့အချက်ဖြစ်တယ်ဆိုတော့ arsenal ပိသက်တည်းဒီချိန်မှာ make artita အသင်းပေါ်ယုံကြည်မှုအပြေဝါရှိပြီလားလာမယ့် full run ပွဲကသူတို့တက်စ်ပဲเนาะ i test ကဘာလို့ဆိုဖူဟာအများနဲ့ဒုက္ခပေးတယ်ဒါပေမဲ့အဲ့တပွဲပြီးတာနဲ့ကျွန်တော်တွေက crystal palace ပါဝင်ကျွန်တော်တွေကခက်ချောင်ချောင်ပဲဆိုတော့ဒုတိယ international break မှာကျွန်တော်နောက်ထပ်နှစ်မှတ်သုံးမှတ်လောက်ထပ်ဖြတ်နိုင်လို့ရှိရင်ဒါကကျွန်တော်တော်တော်ကိုကောင်းတဲ့ဒါ chance ဖြစ်သွားပြီ။ဘာလို့အဲ့မှာကျွန်တော်ဘာပွဲချက်မှမရှိဘူး။ဆိုတော့ Arsenal အသင်းတို့ကတကယ်ကိုကောင်းတဲ့ golden chance ဖြစ်လာပြီလား။တကယ်လို့ Arsenal ပေးတဲ့တို့မေးချင်တာကကိုမဖြစ်မနေ Champions League နဲ့ Premier League နှစ်ခုတည်းကတစ်ခုပဲယူခွင့်ရမယ်။ရမယ်ပဲပြောတော့နော်။ရမယ်လို့မပြောယူနိုင်မယ်လို့မပြောရခဲ့မယ်ဆိုရင်ဘယ်ဟာသဘောကျလဲ။ဘယ်လိုကျွန်တော်တော့ Champions League လိုချင်တယ်။အများနဲ့နှိမ်ခံရတဲ့ဘဝကိုလွတ်ချင်တယ်။ တယောက်နဲ့တယောက်မထူးဘူးလေချိုးကလည်း Premier League ယူပြီး Champion League ယူမယ်ဆိုတဲ့အချက်ဒါပေမဲ့ Super League တခုယူလိုက်ပြီဆိုရင်နောက် Super League တခုတော့ယုံကြည်မှုကအပြေအဝါရှိသွားပြီဒါကျွန်တော်အမြင်ပေါ့လေ Arsenal တဲ့ဘယ်လိုမြင်ကြလဲကိုမမဝင်ရအောင်ပတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်